လျင်ဘေးမှာထိခိုက်မိတဲ့ဒဏ်ရာတွေမတက်သာတာကြောင့်ဘန်ကောက်ထိစေကူသတ်မှုခံယူနေရတဲ့ထထမောဦးအလုံးမဲမိကလာပေါဗမစ်နောင်ကနေချစ်စွလိုက်ပါတယ်မလ28ရက်နေ့မှာလှောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်ထထမောဦးကလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပါတယ်ရင်လောက်တဲ့အချိန်မှာထထမောဦးကမန္တလေးမှာရှိနေခဲ့တာပေါ့မန္တလေးကစိန်ရွှေရတနာဆိုင်တစ်ခုအတွက်လိုက်လွင့်ပေးရင်းကနေငလျင်လှောက်တာကြောင့်ထပြေးခဲ့ရပါတယ်ထပြေးတဲ့အချိန်မှာထထမောဦးကဂျမားရီမကောင်းတာမို့အလင်းမြန်မပြေးနိုင်ပါဘူးဒါကြောင့်မို့သူမနဲ့ရင်းနေတဲ့ဒီဇိုင်းနာကသူမကိုလက်ကနေတွဲကပြေးခဲ့ကြရ らばん。 ပြင်းရတဲ့အင်ဂျီအစကလမ်းရမ်းမှာချိန်မိကထထမုံမှောက်ရက်လဲသွားခဲ့ပါတယ်။ပခုံးစစ်ဘက်ကိုလဲကျသွားလိုက်တာမို့လက်တဖက်ကအယိုးချိုးသွားခဲ့တာပါ။ငလျင်ကြောင့်မို့ပခုံးနဲ့လက်တဖက်ကျိုးသွားတဲ့အကြောင်းကိုလဲထထမုံကအတိပေးထားပါတယ်။လက်ကျိုးနေတာကြောင့်ဆေးရုံမှာဆေးကုသမှုခံယူနေရလို့အလို့တမ်းမလုံးနိုင်သေးတာဆိုပြီးဘရက်ဒတ်တွေကိုအတိပေးထားခဲ့တာပါ။ငလျင်လှုပ်ပြီးရှင်းရလောက်ကြတဲ့အထိကိုထထမုံကမတတ်တာသေးပါဘူး။မတတ်တာတဲ့အပြင်ပိုဆိုးလာတဲ့အတွက်ထနိုင်ငံဘန်ကောက်မြို့ထိတောက်ရောက်ကောင်ဆေးကုသမှုခံယူလို့နေတာပါ။ထထမုံကဒီနောက်ပိုင်းမှာကျမ်းမာ င်မကောင်းတာကြောင့်အနည်းပညာအလုပ်တွေကိုတော့မလုပ်နိုင်တာကြပါဘင်းထက်ထမိုးကအသင်းရောဂါကိုခံစားနေရတာဖြစ်ပြီးခြေထောက်ကျိုးထားတာလည်းမကြသေးပါဘူးဒါကြောင့်မို့ဘန်ကောက်ကဆေးရုံကြီးမှာမကြခဏဆိုသလိုဆေးကုသမှုခံယူနေရတာပေါ့ဘန်ကောက်ကဆရာဝန်ကြီးတွေကပုံမှန်ကုသမှုတွေလုပ်ပေးနေတာဖြစ်ပါတယ်ဂျမအီမကောင်းတဲ့ဈာရဲကနေခုလိုလက်တစ်ဖက်ကပါထပ်ပြီးတော့ကျိုးသွားခဲ့တာပေါ့ ဒါကြောင့်မို့လဲထထမိုးကဘန်ကောက်ထိတော့ကစိတ်ကူးတမှုတွေခံယူလို့နေတာပေါ့မြန်မာနိုင်ငံမှာခုတဲ့အချိန်မှာထင်တယ်လို့မသက်သာတာမို့ထိုင်းနိုင်ငံကိုတောက်လိုက်တာဖြစ်ပါတယ်ဒါအပြင်လက်ရှိမှာငလျင်ဘေးကိုလည်းအရန်ကြောက်လို့နေပါပြီငလျင်လောက်တဲ့အချိန်မှာဖြစ်ရတဲ့ကြောင်ယုံမှုတွေကလည်းအိမ်မက်ဆိုးလို့ဖြစ်နေတာပေါ့ထထမိုးကလက်ကျိုးတဲ့ပုံမှာအငဲစိတ်တွေလည်းအပြည့်ဖြစ်နေပါတယ်ဂျမားရဲ့မကောင်းသူတယောက်ဖြစ်တာမို့အခုလိုနောက်ထပ်နာတရားတစ်ခုတိုးလာတဲ့ပုံမှာအမှန်တကယ်ကိုစိတ်ညစ်နေရတာဖြစ်ပါတယ်သူမကယောဂများလိုက်တာဆိုတဲ့အတွေ့အကြုံနဲ့ခုချိန်မှာတော့အငဲနေတာပေါ့ ထရမိုးကတခုခုဆိုရင်ဆက်ရောင်းငယ်တက်တယ်လို့ဒေါသနဲ့လည်းတုတ်ပြန်တက်တဲ့သူပံဒါပြင်သူမရဲ့ပရိသတ်တွေကငလျင်ဘေးကြောင့်ဒုက္ခတွေအကြီးကျယ်ရောက်ကအခုညလွတ်နေချိန်မှာဘာမှမလုပ်ပေးနိုင်ဘူးဆိုပြီးလဲစိတ်မကောင်းဖြစ်လို့နေပါတယ် ထထမိုးကအခြားနည်းပညာရှင်တွေလိုလှူဒန်းခြင်းမိမဲ့လည်းလက်ရှိမှာဈာမကြီးမကောင်းတာကြောင့်မလှူပေးနိုင်သေးဘူးလို့လည်းရှင်းပြထားပါတယ်။လက်ရှိမှာအနည်းပညာရှင်တွေကခန်းရင်းဝေ brighter အသင်းစီမှာလည်းတက်နိုင်သလောက်အပြိုင်ဆိုင်ကိုလှူဒန်းနေကြတာပေါ့။ဒါ့အပြင်တချို့နည်းပညာရှင်တွေကတော့ပစ္စည်းတွေကိုကိုယ်တိုင်ဝယ်ကငလျင်တန်းခန်းစားနေရတဲ့နေရာတွေကိုလှူပေးလို့နေတာဖြစ်ပါတယ်။ ထထမိုးကတယောက်ထဲရက်တည်နေတာဖြစ်တာမို့လိုက်လွင်ရင်သာသူ့ဝမ်းစာကိုကိုယ်တိုင်ရှောက်ဖွေနေတာပေါ့။ဒါပြင်သမားရဲ့ယောဂါကလည်းတလကိုသိမ့်ဆဲချီဆေးဖို့ကကုန်လို့နေတာဖြစ်ပါတယ်။အခုလိုနေမကောင်းဖြစ်နေတဲ့အချိန်မှာလည်းသမားကိုဆောက်ရှောက်ပေးတဲ့ကောင်မလေးကိုသာအကူလို့နေရတာပေါ့။ပြည်သက်တွေကတော့ဆင်လို့ရီထလေးကိုထထမိုးနဲ့တူတူနေစေချင်နေပါတယ်။ငလျင်ဘေးမှာထိခိုက်မိတဲ့ဒဏ်ရာတွေမသက်သာတာကြောင့်ဘန်ကောက်ထိဆေးကုသမှုခံယူနေရတဲ့ထထမိုးအပေါ်ပြည်သက်တို့ရဲ့မြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အကြောင်းမျိုးမျိုးကြောင့်ကွမ်းလုံသွားခဲ့ရတဲ့သူတွေလည်းကောင်းရာပုံပွားရောက်ရှိပါ စေချောင်းနဲ့ကိုညိကဆက်ထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိကြောင်းပြောကြားရင်းနဲ့အားလုံးပဲနေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။